်မရှိတော့ရင်ဘာဖြစ်သွားမလဲအယူကြီးမရှိတော့တဲ့အခါပြိုကွဲသွားတဲ့အခါအယူကြီးကိုလူတွေယုံကြည်မှုညော့ပါသွားတဲ့အခါကြောင့်လို့ရှိရင်အယူကြီးလက်အောက်မှာရှိနေတဲ့ဒီ PDF တွေရောအယူကြီးလက်အောက်မဝင်တဲ့ login PDF တွေရောအကုန်လုံးကိုဒီအမိတ်အာနာစီစဉ်မှုနော်ဆွေးနွေးတိုင်ပင်မှုချိတ်ဆက်မှုလုံးဝမရှိတော့ဘဲနဲ့ဝစီးပြည်လို့ပြီးသွားမယ်နော်ဒါကအယူကြီးပြိုကွဲသွားရင်ဖြစ်လာမယ့်နံပါတ်1အရာဖြစ် နောက်ထပ်နံပါတ်3ကတော့အယုကြည်မှုမရှိတော့ရင် EAO EAO တွေကသူ့မင်းသူ့ချင်းပို့ပြီးတော့ဖြစ်သွားမယ်မျိုးတော်လန်ရေးကိုဥဆောင်နေတာဘသူလဲဒီမေကွန်းရဲ့ဖြေကိုလူတိုင်းက NUG လို့ဖြေပါလိမ့်မယ်ဒါပေမဲ့ NUG ဆိုတဲ့ခေါင်းဆောင်မှုစနစ်ကြီးတာတနေ့ရုတ်တရက်ပြောက်ွယ်သွားရင်ဘာတွေဖြစ်လာမလဲအနာဂတ်ကိုကြိုမြင်ကြည့်ရှုတဲ့သုံးသက်ချက်တစ်ခုအနေနဲ့နာမည်ကျော်ဆွေးနွေးသူဆီယာမမတဲတဲအေးရဲ့အရေးကြီးတဲ့အချက်၃ချက်ကိုဒီနေ့ဖော်ထုတ်တင်ပြပေးမှာဖြစ်ပါတယ် ဥဆောင်မှုကင်းမဲ့တဲ့တော်လန်ရေးရဲ့ရလက်တွေကဘာတွေလဲဆိုတာအတူတကွရှာဖွေလိုက်ကြရအောင်ဒီပြည်သူကြားထဲမှာတွေးခွဲအောင်လုပ်လာတဲ့ကိစ္စရက်တွေအားလုံးဒီနော်အချိန်တိုင်းဖြစ်နေတာဖြစ်တယ်နော်ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးနော်ဟိုနိုင်ငံရေးမှာတိုက်ဆိုင်မှုဆိုတာမရှိပါဘူးဒါဟာတမင်တကာရည်ရွယ်ပြီးတော့လုပ်ထားတာလုပ်နေကြတာဖြစ်တယ်အားအရင်ကကျွန်တော်တို့ပြည်သူလူထုကနားလည်ဖို့လိုတယ်ပြည်သူကအယူကြည်ကိုစိတ်ပြက်လေးလေးစစ်ကောင်စီကကြိုက်လေးအဲ့တော့ကျွန်တော်က ပြန်ပြီးစဉ်းစားရမယ်ဆိုရင် NUG ပြုတ်သွားရင်ဘာဖြစ်နိုင်မလဲ။အဲ့ဒါကိုကျွန်တော်တို့စဉ်းစားဖို့လို့တကယ်လို့ NUG လှုပ်ဆောင်မှုတွေနေကွေးနေတယ်လှုပ်ဆောင်မှုတွေအားရစရာမကောင်းဘူးဆိုပြီးတော့ NUG ပြုတ်သွားတဲ့အခါကျရင်ကျွန်တော်တို့ဆုံးရှုံးနင့်လာရမှာအများကြီးပဲရှိနော်။အဲ့တော့ NUG ကနိုင်ငံတကာကိုကျွန်တော်တို့ဒီဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုတွားဖို့အတွက်ပြည်သူလူထုဟာတော်လန်တိုက်ခိုက်နေပါတယ်ဆိုတဲ့အတန်းနေနော် အာနာရှင်တွေဟာဒီမင်းအောင်လိုင်တို့စစ်အုပ်စုကပြည်သူလူထုပေါ်မှာဘလို့ဖိနှိပ်နှိပ်ကွနေတယ်ဆိုတဲ့ကိစ္စတွေနိုင်ငံတကာကပြောဖို့လမ်းကြောင်းတစ်ခုပြီးတော့လမ်းကြောင်းဖြစ်နော်အဲ့တော့အန်ယူဂျီပြုတ်ဝဲသွားရင်အဲ့ဒီလမ်းကြောင်းပြုတ်ဝဲသွားလိမ့်မယ်နောက်တစ်ခုကအန်ယူဂျီမရှိတော့ရင်ဘာဖြစ်သွားမလဲအန်ယူဂျီမရှိတော့တဲ့အခါပြုတ်ကွဲသွားတဲ့အခါအန်ယူဂျီကိုလူတွေယုံကြည်မှုညော့ပါသွားတဲ့အခါကြလို့ရှိရင်အန်ယူဂျီလက်အောက်မှာရှိနေတဲ့ ဒီ PDF တွေရော UNG လက်အောက်မဝင်တဲ့ login PDF တွေရောအကုန်လုံးကိုဒီအမိတ်အာနာစီစဉ်မှုเนาะဆွေးနွေးတိုင်ပင်မှုချိတ်ဆက်မှုလုံးဝမရှိတော့ဘဲနဲ့ဝစီပြည်လို့ပြီးသွားမယ်เนาะဒါက UNG ပြုတ်ပွဲသွားရင်ဖြစ်လာမယ်နံပါတ်1အရာဖြစ်နောက်ထပ်နံပါတ်3ကတော့ UNG ကိုမရှိတော့ရင် EAO ERO တွေကသူ့မင်းသူ့ချင်းပို့ပြီးတော့ဖြစ်သွားမယ်ဟုတ်လားသူတို့တိုက်ချင်တယ်လို့တိုက်မယ်သူ့ဆွေးနွေးမယ်တိုင်ပင်မယ် သက်ထုတ်ပေးနေမယ်တိုက်တွန်းအားပေးနေမယ်အခွင့်အရေးနော်ခေါင်းဆောင်အခွင့်အရေးဟာခေါင်းဆောင်အခွင့်အရေးဆိုတာသူတို့လက်ခံတယ်ဖြစ်စီလက်မခံတယ်ဖြစ်စီအယူကြီးကိုပြည်သူလူထုလက်ခံတယ်နော်ပြည်သူလူထုလက်ခံတယ်အဲ့တော့အဲ့ရမှာအဲ့လက်ခံတဲ့ကြောင်ငါတို့မပါဘူးဆိုတဲ့လူတွေလည်းကျမပြောချင်တာကပါတီဖြစ်စီမပါတီဖြစ်စီအယူကြီးဒီ NLD လက်ထွက်တည်ဖြစ်တယ်ဒီရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ပါတီဖြစ်တယ်အစိုးရတည်းရဖြစ်တယ် နော်အကယ်၍အနာတာမသိခင်ဘူးဆိုရင် तू ဟာအစိုးရပဲဒါကြောင့်မို့လဲ तू ဟာဒီစကားတွေကိုတပါမှာထုတ်နိုင်တာဖြစ်တယ်နော်အဲ့တော့ကျမတို့ကအယူကြီးလက်အောက်ကသွားကြည့်ဒီဖြစ်စီမသွားကြည့်ဒီဖြစ်စီဒါဒီအယူကြီးဆိုတဲ့အစိုးရအဖွဲ့စည်းဒီအများလူတွေအများကြီးထောက်ခံနေတဲ့ပြည်သူလူထုအများကြီးတော်လှန်ပြည်သူတွေအများကြီးထောက်ခံနေတဲ့အဖွဲ့စည်းတစ်ခုဆိုတာပေါ့တော့ဒါလက်ခံရမှာဖြစ်တယ်နော်အဲ့ဒီအတွက်ကျမတို့ကအယူကြီးပြုတ်ချသွားလို့ရှိရင် ဒီ EAO EAO တွေဒီလေသူ့မင်းသူ့ချင်းနဲ့သူတို့ဘာသာသူတို့လုတ်ပြီးတော့သူတိုက်ကြမယ်ဟုတ်လားအဲ့ဒီလိုတိုက်တဲ့နေရာမှာ PDF တွေနဲ့ပေါင်းခြင်းလဲပေါင်းမယ်ပေါ့ရှင်နော်ဒါပေမဲ့ဖွဲ့စုစည်းမှုဆိုတာလုံးဝပြိုကွဲသွားပြီစုစည်းမှုဆိုတာလုံးဝမဖြစ်နိုင်တော့အခုမစုမစုစည်းဘူးလားဆိုတော့အခုလည်းစုစည်းမနေဘူးဒါပေမဲ့အရင်ကြီးမစိုးသေးဘူးကျွန်မပြောချင်တယ်သူတို့ဘလို့ပဲဖြစ်ဖြစ်အယုံကြည်လို့ပျံကြည့်နေရတယ်သူတို့လှုပ်ချင်တာလှုပ်ခွင့်တော့မရသေးဘူးလှုပ်ချင်တာလှုပ်ခွင့် ဟိုကြနေလို့တို့လုံလိုက်ရင်လေတို့ကထိထိကြီးပေါ်နေအောင်မှာအဲ့တော့အန်ယူဂျီပြုတ်သွားလို့ရှင်တို့လုံချင်ဟာလုံပြရသွားမယ်เนาะအဲ့တော့အန်ယူဂျီကပြုတ်လို့မဖြစ်သေးဘူးပြုတ်ခွဲလို့မဖြစ်ဘူးเนาะတို့ကအန်ယူဂျီကိုကာကွယ်ရမယ်အခြေအနေတရမှာရောက်နေလေဆိုတော့ပြောပြတယ်အဲ့ဒီလိုမျိုးကို့သဘောနဲ့ကို့ကိုမင်းကို့ချင်းနေဖြစ်သွားလို့ရှင်ရင်စစ်ကောင်စီစိတ်ကြိုက်လုံးဝဖြစ်သွားပြီးတော့မှာဒီအီကိုအီရကိုထိမ့်ချုပ်ထားတဲ့နယ်မြေတွေမှာသူကစစ်ကောင်စီကတနယ်မြေချင်းစီတပ်ဖွဲ့ချင်းစီကို တားကတ်ထားပြီးတော့မှထိုးစစ်ဆင်းလာမယ်နော်အလွယ်လေးဟိုတိတ်လိုက်လို့ရအလွယ်လေးတိတ်လိုက်လို့ရအယူကြီးမရှိပိုလွယ်သွားပြီဒါကိုကျွန်မတို့ကနားလည်ထားဖို့လိုတယ်နော်အဲ့တော့အဲ့ဒီအယူကြီးမရှိတော့တဲ့အခါကြာလို့ရှိရင်နောက်ထပ်ဖြစ်လာမယ့်ပြဿနာကဒီဒီရက်ဒီတရင်တက်ဖွဲ့တွေပုံမှာလုပ်နေတဲ့ကမ်ပိန်းတွေသူတို့တို့ရှာပေးနေတဲ့ငွေတွေအားလုံးကတောင်ကနေဖြစ်ကုန်တယ် အဲ့ဒီလူဖြစ်လာတဲ့ခါကြလို့ရှိရင် ထောက်ပို့နေတဲ့ပြည်သူလူထုကလည်းစိတ်ပျက်သွားတယ်။ဘာလို့လဲ။အစိုးရတရက်ပြိုပွဲနေပြီ။နော်။လက်နက်ကင်တွေအချင်းချင်းသူ့မင်းသူ့ချင်းဖြစ်နေပြီ။စီစီလုံးလုံးမရှိတော့တဲ့အပြင်ဘယူဟာကြကြဘလို့မှစစ်ရေးကိုမကစားနိုင်တော့ဘူး။ မတရာမြို့နယ်မှာစင်ကူးမြို့နယ်အတွင်စစ်ကြောင်းထိုးလာသောစစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သားများထိခိုက်ဒေဆုံးမှုများပြားမန္တလေးတိုင်းမတရာမြို့နယ်မှာစင်ကူးမြို့နယ်အတွင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား30ဦးထပ်မံတေဆုံးခဲ့ကြောင်းတသိန်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာမှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် ဒီဇင်ဘာလ၂ရက်နေ့တွင်မတရားမျိုးနယ်ညောင်အုပ်ရွာမှရကန်းစင်တောင်ဘက်ကိုစစ်ကြောင်းထိုးလာသောအင်အားလေးရခန့်မှစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကစင်ကူးမျိုးနယ်စိုက်ကွင်းရွာအနီးကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ထိုထိပ်တွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်သား၃၀ဦးထပ်မံနေတေဆုံးခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့ဘက်မှလည်းရဲဘော်တအူးကြဆုံးခဲ့ကြောင်းသိရှိရသည် စစ်ခွေးစစ်ကြောင်းကညောင်အုပ်ရွာကနေမှရကန်းစင်တောင်ဘက်ကိုထိုးတာပါနှစ်ကြောင်းပေါင်းခမန်းအင်အားက300နဲ့400ကြားရှိပါတယ်စိုက်ကွင်းရွာအနောက်တောင်တန်းမှာကျွန်တော်တို့ကခန်းစစ်ပြင်ထားတော့ထိတွေ့မှုဖြစ်တာပါစစ်ခွေးတည်ဆုံးတာက3ဆက်ကျော်တည်ဆုံးပါတယ်မြေပြင်မှာတော့စစ်ခွေးအလောင်းတွေမြင်နေရပါတယ်လက်နက်ကတော့တက်ယူဖို့အဆင်မပြေခဲ့ဘူး အစ်စ်ခွေးစစ်ကြောင်းကိုစင်ကူးမျိုးနဲ့စိုက်ကွင်းကြေးရွာနာမှာထိတွေ့မှုဖြစ်ခဲ့တာပါလက်ရှိအချိန်မှာစစ်ခွေးစစ်ကြောင်းကပတ်လည်အင်းရက်ကန်းစင်သားတဝိုက်မှာထိုင်ပြီးတော့စစ်ကြောင်းထုတ်နေတာပါဟုတသိန်ကြီးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖားမတာဝန်ရှိသူကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုပတိန်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တကဖားနှင့်မဟာမိတ်ပူးပေါင်းအဖွဲ့များကပူးပေါင်းများလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်လက်ရှိချိန်ထိ တက်လေအင်းရွာနှင့်ရက်ကန်းစင်တော်အနီးတွင်အထိုင်ချထားပြီးဆက်လက်စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်းသိရသည်တအုံးနဲ့တအုံးတဖွဲ့နဲ့တဖွဲ့ချိတ်ဆက်မှုမရှိတော့အကောင်းဆုံးဒီ EEO တွေ EAO တွေနဲ့အတူ PDF တွေအားလုံးကိုအကောင်းဆုံးချိတ်ဆက်နိုင်တဲ့တဖွဲ့ဒီတော့အဖွဲ့စည်းကိုပြပါဆိုရင်အယူကြီးပဲဖြစ်တယ်နော်အဲ့တော့အဲ့ဒီအယူကြီးကိုနော်ကျမတို့ကပြန်လဲပြီးတော့ထိန်းချောင်းပေးဖို့လိုအပ်တာအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ကျမတို့ကအယူကြီး allergic ဖြစ်နေကြရင်တော့ ကျမခုနပြောသလိုဝစီပြည်သွားပြီးတော့တော်လန်ရေးဟာလုံးဝနောက်ပြန်ညံကျသွားလိမ့်မယ်။နော်အခုချိန်မှာ50 50ဖြစ်နေပြီ။ဒါကမှကျမတို့ကဟာလာကျမတို့အစိုးရကိုကျမတို့မကာကွယ်ဘူးဆိုလို့ရှိရင်တော့နိုင်ငံတကာမှာမျက်နှာပြပြီးလို့ပြောနေတဲ့ဟာလာစကားတွေက NUG ကအာစောက်ပေါ်ကြီးပါဆိုတာဖြစ်သွားတော့မယ်။အဲ့တော့ NUG စကားတစ်ခုတည်းကိုပဲတို့ကအခုချိန်မှာနားထောင်ပြီးသွားနေတာဖြစ်တယ်။နော်နိုင်ငံတကာမှာဟာလာအေးအေးအိုးနေတဲ့စကားပြောတာမျိုးမဟုတ်ဘူး။ အယူကြီးအဖွဲ့စည်းဆိုပြီးတော့စကားပြောတာနော်အဲ့ဒီအတွက်အဲ့ဒီလူမျိုးကျမတို့အယူကြီးပြိုကွဲအောင်လုပ်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့တော်လှန်ရေးကိုလုံးဝပြိုကွဲအောင်လုပ်လိုက်တာနဲ့အတူတူဖြစ်သွားမယ်အဲ့တော့ကျမတို့ကအဓိကနဲ့တမညာကိုခွဲခြားပြီးတွားရတော့မယ်အယူကြီးကအရန်ကြီးဟုတ်လားအယူကြီးကိုအရန်ကြီးကောက်ဝဲနေတာလားဆိုတော့မဟုတ်ဘူးအယူကြီးကအရန်ကြီးတော်နေတာလားဆိုတော့လည်းမဟုတ်ဘူးကျမကအယူကြီးပါဝင်နေတဲ့အခန်းကဏ္ဍနဲ့အယူကြီးမပါဝင်နိုင်တော့တဲ့ နောက်ပိုင်းအကန့်ကဏ္ဍမှာဖြစ်လာမဲ့ဟာတွေကိုဒါပြောပြပေးတာเนาะအဲ့တော့ဒါဆိုရင်ဘာလုပ်ရမလဲဟုတ်ပြီအဲ့မှာအယူကြီးကဏ္ဍကိုလာမယ်အယူကြီးဟာเนาะကျမတို့တော်လိုင်းရဲ့အစမှာသူလဲမှန်တက်ခဲ့တာပဲအဲ့ဒါလက်ခံတယ်เนาะအဲ့ဒါကိုလက်မခံလို့မင်းသူလဲမှန်တက်ခဲ့တာအယူကြီးမှားနေတာကြီးအများကြီးပဲမလို့အဲ့ဒါတွေကိုဖွဲ့စည်းတယ်မလို့အဲ့တဲ့လူတွေကို နော်ဒါနဲ့ကျွန်တော်တို့တစ်ဖက်မှာကနားလည်ပေးလို့ရပါတယ်ဒေါ်လာရင်းဆိုတာကတော့ကျွန်တော်တို့ညီကျွန်တော်တို့ပြည်သူလူထုတော်မှာပြူအပြူမဲတဲခွဲတာမဟုတ်ဘူးဟုတ်လားဒီဒေါ်လာရင်းမှာပြည်သူလူထုပါဝင်မှုတိုင်းသားလက်နက်ကိုင်တွေပါဝင်မှုတိုင်းရင်းသားတွေပါဝင်မှုကျွန်တော်တို့မှာအမျိုးမျိုးဟုတ်လားစုလက်တောင်းခဲ့ကြသလိုအမျိုးမျိုးလည်းអော်ခဲ့ကြတာပဲလीနော်အဲ့တော့အဲ့အချိန်မှာတကူတကူလည်းပါလာမယ်နော်ဟိုမမမနဲ့လူတွေလည်းပါလာမယ်ဟိုဘက်ကလူလူဒီဘက်ကလူလူကောင်းနေလည်းပါလာမယ်ဟာလားခုံကူမှတ်ပြီးတော့ဟာဒီနေရာတော့လက်နေပြီငါတော့ဒီနေရာလေးအဲရရမှာပဲဆိုတဲ့လူတွေလည်းပါလာနိုင်တယ် ဲ့ဒီအချိန်မှာအယူဂျီကမလို့အပ်တဲ့လူတွေကိုတိတိကျကျစီစစ်ဖို့အချိန်လေးလည်းမပေးခဲ့ဘူးเนาะဘာလို့လဲဆိုတော့အစိုးရတရက်မှာเนาะလွတ်တော်မှာပဲဖြစ်ဖြစ်အစိုးရတရက်မှာပါဝင်ရမယ်အမတ်အမတ်လောင်းဟာတောင်းချီပြီးတော့မှရှိတယ်အဲ့ဒီအချိန်မှာကျမတို့အယူဂျီကเนาะတွေ့တဲ့လူကိုကောက်ထည့်ရတာเนาะဟုတ်လားဟိုတကယ်လူတွေဖမ်းထားရတယ်အသက်ခံရတယ်ပြေးနေရတယ်ဆိုရှိတဲ့လူတွေဖွဲ့စည်းရတယ်နည်းနည်းလေးနဲ့စတင်ဖွဲ့စည်းရတာဖြစ်တယ်ဒါဒီအခြေအနေတွေကို ကျွန်တော်တို့အယူကြီးအဖက်ပြင်ပြီးတော့နားလည်ပေးဖို့လို့အဲ့လိုဖွဲ့စည်းလာတဲ့ခါကျတော့အယူကြီးမှာမလိုအပ်တဲ့ဖောင်းပွားနေတဲ့ဖိဆာရက်တွေဖြစ်ခဲ့နော်မလိုအပ်ပေနဲ့ပတ်စံတွေတုံးနေရတယ်ဝန်ကြီးဌာနတွေနော်ဒီကလေးတငယ်စောက်ရှောက်ရေးဝန်ကြီးဌာနတွေဒါတွေကမလိုအပ်ပါဒါပေမဲ့အခုချိန်မှာမှမလိုအပ်ဘူးလို့မြင်ခဲ့တာအဲ့ဒီတုန်းကတော့လိုအပ်တယ်လို့ကျွန်တော်တို့လည်းမြင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်နိုင်ငံတကာကိုဟုတ်လားကျမတို့ကတကယ်ကိုမှအစိုးရကြစ်ကြစ်လေးလေးဖွဲ့စည်းထားတဲ့အစိုးရတရက်ပါဆိုတော့ထုတ်ပြမှုတော့လိုအပ်နေတဲ့ ဒီဌာနတွေဌာနတွေကိုဖွဲ့စည်းလိုက်တာပေါ့ကျွန်တော်တို့ကနိုင်ငံရေးမူဝါဒအတိုင်းသွားလိုက်တာပေါ့နော်ကျွန်တော်တို့အရင်ကဟာတော့တော်လန်ရေးကိုတော်လန်ရေးနဲ့တူအောင်တော်လိုက်တာမဟုတ်ခင်ねနှစ်ဖက်လုံးကိုကျွန်တော်တို့ကတော်လန်ရေးတစ်ဖက်မှာလည်းစစ်တိုက်ရမယ်တစ်ဖက်မှာလည်းဒီဝင်ငွေစည်းစင်းမှုတော်လန်ရေးတစ်ဖက်တွေကိုထိန်းချုပ်မှုဆက်နွယ်မှုဒါတွေလည်းလုပ်ရမယ်အဲ့ဒီလိုအဲ့ဒီခုလေးကိုပဲလုပ်လို့ရလားဆိုတော့ဟုတ်တစ်ဖက်မှာနိုင်ငံတကာနဲ့ဆက်ဆံရေးရတယ်အင်မတန်မှအရေးကြီးတယ်တကယ်တမ်းကျရင်စစ်ရေးထပ်ပိုအရေးကြီးတာပဲအဲ့ဒီနိုင်ငံကဆက်ဆံရေးပဲနော်အဲ့တော့အဲ့ဒီလိုမျိုးလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်အယုဒ္ဓိမှာအမားတွေရှိခဲ့တယ်နော်နောက်ခုက ဒီအယုံကြည်ဟာလည်းမှန်တက်ခဲ့တယ်ပြည်သူလူထုအင်အားကိုကြည့်ပြီးမှန်တက်ခဲ့တာဖြစ်တယ်အဲ့ဒါလေးလေသူတို့မှားခဲ့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုကနေတိလိုက်ရတာကတော့အန်ယူဂျီမရှိရင်ပေါ်ပေါက်လာမဲ့အချက်၃ချက်ဟာတော်လန်ရေးရဲ့ရှင်တန်မှုကိုတိုက်ရိုက်ချင်းချောင်းနေတယ်ဆိုတာပါပဲ။စည်ရေးနိုင်ငံရေးငွေကြေးဘယ်အပိုင်းမှာမှစူးစီးမှုမရှိတော့တဲ့အခါအာနာရှင်တွေရဲ့အလိုဆန္ဒအတိုင်းအလွဲတကူဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်အန်ယူဂျီရဲ့တရှိမှုကိုပြည်သူအင်အားနဲ့ခိုင်မာအောင်ဆက်လက်ထောက်ခံသွားတင်ပါတလား။ ဒီမေခွန်းနဲ့ပဲဒီနေ့အစီအစဉ်ကိုနှီးကုန်းချုပ်လိုက်ပြီးပြည်သက်တို့ရဲ့အမြင်တွေကိုလည်းခမ်းမန်မှာမျှဝေပေးဖို့ဖိတ်ခေါ်လိုက်ပါရခင်ဗျာ။